ျွန်တော်တို့အိမ်မှာဆွေရည်မျိုးရည်မကင်းတဲ့အတော်ကြီးတယောက်ကိုအမေရအိမ်မှာခေါ်ခိုင်းနေဗျာအရီတော်ကြီးကတန်လင်းနတ်စင်တရားဘက်ကနေအလုလာလုတာပါကျွန်တော်ထင်ပါတယ်လွန်ခဲ့တဲ့10လလောက်ကဖြစ်မယ်အဲ့ဒီနေ့ကကျွန်တော်ကအိမ်ရောက်ထက်ကိုဆင်းပြီးတော့ဂျာနယ်ဖတ်နေတော့ "तू ကကျွန်တော်စကားလာပြောတာဗျာကျွန်တော်တရေကြောင်စိတ်ဝင်စားတယ်ဆိုတာကိုအဲ့ဒီတော်ကြီးကသိရလေ"ဒါညရောကဒေါ်ကြီးတို့နားမှာည7:00နာရီကျော်လောက်ကြီးကကားတိုက်မှုဖြစ်တယ်တဲ့ဒေါ်ကြီးတို့အိတ်ခန့်ကြီးဒုံးဆိုပြီးတော့အတန်ကြားလိုက်ရတာအဲ့ဒါနဲ့ဒေါ်ကြီးနဲ့မင်းကိုကြီးကဘာများဖြစ်လဲဆိုပြီးတော့လမ်းထိတ်ထွက်ကြည့်တော့ တော်ကြီးတို့လမ်းထိပ်နာရောက်ခါနေမှာပဲကားတစ်စီးကမောင်းပြေးသွားတဲ့အတန်ကိုကြားလိုက်ရတယ်။လမ်းထိပ်ရောက်တော့ကြည့်လိုက်တော့မောင်းပြေးသွားတာတိုက်စီဖြစ်နေတယ်။အတိုက်ခံရတာဆိုင်ကယ်။မြင်လို့တော့မကောင်းသားရဲ့ဆိုင်ကယ်ကတော့ဆုတ်ပြတ်တက်သွားပဲ။ကောင်မလေးတယောက်ကတော့လမ်းပေါ်မှာမောက်ရကြီး။ပွဲချင်းပြီးပဲဆုံးသွားတယ်။အုံနောက်တောင်ပွင့်ထွက်နေရ။ကောင်လေးကဆိုင်ကယ်နဲ့အဝေးကြီးမှာ။ဒါပေမဲ့သူ့အောက်ပိုင်းကအရိုးတွေကျိုးတာမြင်လို့တော့မကောင်းတော့ဘူး။သွေးယူသွေးတဲ့နဲ့អော်နေတာသားရဲ့။တေးကြတဲ့ဒေါ်ကြီးရဲ့အဲ့ဒေါ်ကြီးကို၆တော့မှာဗျာ။ကောင်မလေးကအစိမ့်နေတည်သွားဆိုတော့လေ။ ။အာဒါလေဒီနေ့ညနေတော့မှပြန်အမှကြောက်နေပါရဲ့ဆို။အဲ့လိုပြောဆိုပြီးတော့မိဖို့ကြောင့်မှဟင်းသွားချက်နေလေရဲ့။ကျွန်တော်ကတော့ရေပြီးတော့ကြံခဲ့တာပါ။ကျွန်တော်လည်းအဲ့ဒီကိစ္စကိုနောက်ပိုင်းတော့မေ့မေ့ပြပြပါပဲ။အဲ့လိုနဲ့ပဲတလားနှစ်လားလောက်ကြာတဲ့အခါမှာတော့အတော်ကြီးကကျွန်တော်ကိုလာပြောပြန်ပါတယ်။တိုက်ဟိုသေးရဲမတော့တောင်းညမ်းနေပြီဟဲ့။အစားမရှိအဆုံးမရှိနဲ့ဘယ်ကသေးရဲမတော့ဦးမြ။အာဟိုတခါတော့ပြောပြတဲ့ဆိုင်ကယ်မောက်လို့သုံးသွားရဲဆိုရယ်ကောင်းမလေးလေး။အခုအသေးချောင်းနေပြီတိုက်။ပြောစမ်းမအောင်မြဘလို့ချောက်တာလဲ။အတော်ကြီးတို့လမ်းထိပ်နာမှာတိုက်ပြက်ကြီးတစ်ခုရှိတယ်တိုက်။ အဲ့ဒီတိုက်ကအရင်နေ့ကတဲရ6တယ်ဆိုပြီးတော့နာမည်ကြီးရလေတားကိုပြောပြဘူးပါလေအဲ့ဒီတိုက်ကအစတုန်းကတော့ကလားဖိုးကြီးလင်မယားနှောင်နေတာသူတို့ဆုံသွားတော့အခုအဲ့ဒီတိုက်ကိုနွားတွေထားဖို့ဆိုပြီးတော့လှုပ်ထားလေအစတုန်းကတော့လန်နေရလူတွေကညဘက်ဆိုအဲ့ဒီတိုက်ပြက်နာပြန်လာလို့ရှင်အဲ့ဒီတိုက်ပြက်တယ်ကိုမိမတယောက်ဝင်သွားမျိုးတွေ့ရတတ်တယ်တဲ့ဒါပေမဲ့ကိုမြင်ရတာမဟုတ်တော့ဒေါ်ကြီးလည်းကြောက်တော့မကြောက်ဘူးပေါ့ကွယ်အခုကတားကြီးမင်းညတော့ဒေါ်ကြီးက10နာရီခွဲလောက်ကမင်းကိုကြီးအလောက်ကပြန်မလာသေးရနဲ့လမ်းထိန်နာလေးထွက်ဆောင်နေတာအဲ့ဆိုင်ကမောက်တဲ့နာလေးပေါ့ အဲ့ဒီတိုက်ပြက်ကြီးနဲ့မျက်စောင်းတို့လှမ်းလှမ်းလောက်မှလည်းအပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီအပင်ရောက်ကအုတ်ခုံလေးမှာထိုင်ဆောင်နေရ။အစကတော့မကြောက်ပါဘူးဒီတိုင်းမှာပဲ။ဒါပေမဲ့တိုက်ပြက်ကြီးအနားကိုလည်းလှမ်းကြည့်လိုက်ရောအမလီသားရဲ့မိမတယောက်သပင်ဖားရချပြီးတော့တိုက်ပြက်ကြီးတွေဝင်သွားတာ။အမလီသားရဲ့ပြောရင်းနဲ့တော့ကြက်သိန်းနေထလာပြီ။အော်အော်ဟိုတလောကဆိုင်ကအစည်းနဲ့ဖြစ်ပြီးတော့ဆုံးသွားတယ်ဆိုတဲ့တယောက်လား။ဘာလို့အဲ့ဆုံးသွားတဲ့မိန်းကလေးလို့တမ်းပြီးသိရတာတုံးဗျာ။အာသားလေအဲ့ကောင်မလေးတည်တဲ့ညတော့က तू ကအင်းကြီးအမဲထမင်းအမဲအောင်ဝတ်ထားလေ။သပင်ကလည်းတင်မလောက်ရှိတယ်။ အဲ့ဒီညပုံအခုထိတော့မျက်စိတွေကမထွက်သေးပါဘူးအခုမြင်လေရတာလည်းအဲ့ဒီညတော့အတိုင်းပဲဒေါ်ကြီးလည်းအဲ့တော့မှပဲကြောက်လာပြီးတော့မင်းကိုယူတော့မဆောက်နိုင်တော့အိမ်ကိုတန်းပြီးတော့ပြေးလာရတာပဲတတိထားဖို့ဒေါ်ကြီးရဲ့ကျွန်တော်ပြောတာပဲ၆တာတော့၆မှာပါလို့သူတို့ကအစိမ့်နေပဲလေအမြလေးပါလေဝေလိုက်ပါလားဒါရဲ့တနေ့လုံးမှတနေ့စားရတဲ့ဘဝတွေကိုဘယ်လိုလုပ်ပြီးတော့အလူပေးအမြဝေနိုင်မှာလဲအခုတော့ဒေါ်ကြီးတို့ရက်ွက်မှာညနေ6နာရီကျော်ရင်တယောက်တည်းတော့အပြင်တိတ်မထွက်ကြတော့ဘူး၃လျောက်စုပြီးတော့ထွက်နေကြရတယ်တိုက်ပြက်ကြီးကကလားဖိုးကြီးကိုလည်းကြောက်ရတယ် အခုဒီတရေမောင်လည်းကြောက်ရတယ်စိတ်ညစ်ပါတယ်ဟဲ့နောက်ပိုင်းမှာတော့ကျွန်တော်ကလည်းမနက်ဆိုကြောင်းသွားအားရရဲဆိုတင်တန်းသွားရပြန်လာရင်ညနေ6နာရီလောက်ဖြစ်နေတော့အတော်ကြီးနဲ့မတွေ့ပြတာများပါတယ်တွေ့ပြလို့ရှိရင်လည်းကျွန်တော်ကမမေ့ပြပါဘူးအဲ့ဒါနဲ့သူလည်းဘာမှလာမပြောတော့ပါဘူးအဲ့လိုနဲ့ပဲတနေ့မနေ့ဘက်မှာတင်တန်းမရှိတာနဲ့အေးအေးဆေးဆေးအိမ်ရောက်ထက်မှာအင်တာနက်ဂျာနယ်လေးဖတ်နေတော့အတော်ကြီးကအခုလိုပဲဆိုလာခဲ့ပါတယ်တိုက်ဟိုတလောကတအားပြောဘူးတယ်မလားဆိုင်ကယ်မောက်ပြီးတည်သွားတယ်ဆိုတာလေဟုတ်မမမီရလေဘာဖြစ်လို့တော့များအဲ့စုံတွေကအခုထိတော်တော်ခြောက်နေတာတိုက်ဟမ် ဘယ်ကစုံတွဲတုံတော်ကြီးရဲ့အဲ့တော့ကောင်မလေးပဲဆုံးသွားဆိုဟုတ်တယ်သားကြီးနောက်တော့ကောင်လေးပါဆုံးသွားတယ်တဲ့အခုချိန်ဒီတော့အဲ့ဆိုင်ကဲကိုလက်ပြတ်မယူဘဲနဲ့တိုက်ပြတ်နာမှာပဲထထတာတယ်တကြံတော့ကတော့ပေးရွတ်တာပဲအဲ့တော့ကကျွတ်သွားပြီထင်ကြတာအခုထိမကျွတ်သေးဘူးပဲအခုဆိုပူတော်ဆိုးလာပြီသားကြီးဘလို့ဖြစ်ရတာတော့မြားတနေ့ညတော့အိမ်သားမှာဆိုင်ကဲကယ်ရီဆွဲတဲ့ဥချိုတူဆိုတာရှိတယ်သားကြီး तू ကတနေ့ညတော့တဏ္ဍာရီလောက်မှာအောင်ချမ်းသာဘက်ကနေပြန်လာတာအဲ့ဒါဒေါ်ကြီးတို့လမ်းထိတ်လဲရောက်တော့ तू ကလမ်းထဲကိုကြွေတော့မယ်လို့မှာ ရုတ်တရက်ကြက်သိမ်းထလာပြီးတော့သူ့နောက်ကျော်ဘျောင်းဆိုပြီးလက်ဝါးနဲ့ရိုက်ချသလိုခံစားလိုက်ရတာတဲ့ကြောတောင်အောင်သွားတယ်လို့ပြောတယ်ပြီးတော့ဆိုင်ကယ်လည်းလဲမလို့ဖြစ်သွားတယ်တဲ့ဒါပေမဲ့သူကဆိုင်ကယ်ကယ်ရီဆွဲရလဲကြာနေပြီဆိုတော့ဆိုင်ကယ်မောင်းတာတော့ကျွမ်းပါတယ်အဲ့ဒါနဲ့မောင်းမလို့ဖြစ်နေတာကိုပြန်တဲ့လိုက်ပြီးတော့လီဘာကိုနင်းလိုက်တော့သူ့ဆိုင်ကယ်ကရွေ့နေတာနှင်းနေတယ်လို့ခံစားနေရတယ်တဲ့အဲ့ဒါနဲ့ပဲနောက်ကလည်းလဲကြည့်လိုက်တော့ဘယ်ကနေဘလို့ရောက်လာမှမသိတဲ့ကောင်လေးနဲ့ကောင်မလေးတယောက်ကသူ့ဆိုင်ကယ်ကိုဆွဲထားကြတာတဲ့အဲဒီတော့မှပဲသူကလည်းဆိုင်ကယ်အက်စီးတဲ့ကြောင့်တေသွားတဲ့ဟိုနှစ်ယောက်ဆိုတာတရိယာသွားပြီးတော့ လီဘာကိုစွန့်နေလိုက်တာဆိုင်ကယ်ကဝူးကနေထွက်သွားပြီးလီဘာကိုစွန့်နေလိုက်တဲ့အချိန်နဲ့လူရောဆိုင်ကယ်ရောတခြားစီဖြစ်သွားရဲတယ်။လက်တွေရောဒူးတွေရောစုပ်ပြတ်တက်နေရပဲတဲ့။အခုမနဲ့လဲကြတော့ဖျားပါဖျားနေရတယ်။အခုဆိုရင်ညဘက်တွေဘသူမှတိတ်မထွက်ရဲကြတော့ပြီးတော့ညဘက်တွေဖြတ်သွားဖြတ်လာရှိတဲ့ဆိုင်ကယ်ကယ်ရီသမားတွေပြောတာတော့ညဘက်တွေဆိုရင်အဲ့တိုက်ပြတ်တွေကနေကောင်မလေးတယောက်ထွက်ထွက်လာတာကိုဖြတ်ခနဲဖြတ်ခနဲတွေ့လိုက်ရတယ်တဲ့။အဲ့ဒါနဲ့ပဲကျွန်တော်ကလည်းဇလန်းအခုမှဆတာတော်ကြီးနောက်နေ့တခြားလူတွေ၆ခန်းလို့ရှင်လဲကျွန်တော်ပြောပြအောင်နော်။အေးပါသားရဲ့ထူးခြားလို့ရှင်ဒေါ်ကြီးတောက်ပြောပြမယ်ဟုတ်ပြီလား။ အဲ့လိုမျိုးပြောဆိုပြီးတော့မီးဝအကြောင်းတွေကိုဝင်သွားခဲ့ပါတယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါရွာဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတယ်လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ဘသူတွေကပတ်စံဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ကိုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လည်းလုံးဝမတက်ပါနဲ့။ဒါတွေကအချင်းကုံငွေကုံလူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်။သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပြင်းခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပြင်းခြင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တဲ့ဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြင်းသင်တန်းကြောင့်ယူဆောင်လာခဲ့ပေးပါ။ကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝမ်းကြောင်းမှုဖြစ်ရည်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြင်းသင်တန်းကြောင့်ဆရာတွေက Hardware ဘိုင်း Software ဘိုင်းနဲ့ Theory ဘိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲသင်ကြားပေးပါလိမ့်မယ်။ကိုကို တိုင်ကလည်းစဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုတွေနဲ့စကေးတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့ကြိုးစားခြင်းစိတ်ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်သင်တန်းကြောင့်မှအခုပဲစီးရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးချင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ ်စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit